အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုးလိုက်ပါတယ်။ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစို့ညကနေစုံမောင်းကောင်းတောင်းပြလိုက်ပါတယ်။အဲဒီနေ့ညနေ9:00နာရီမှာတော့ဒါကျွန်တော်လက်ရှိတော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းမယ်။ဒါကျွန်တော်တနင်္ဂနွေနေ့မှာကံမဲ့ပွဲကြောင့်ကိုခပြောင်းတဲ့ကျွန်တော်အကျိုးရေခုံတံပြောင်းလက်ရှိမှာဒီပွဲနဲ့ပတ်သက်ပြီးနှစ်သိန်းလုံးကလက်ရှိမှာ panical movement ပေါ့နော်ဒါကျွန်တော်တို့ ascent 1ကနဲ့ ascent 2ကအတင်းတွေးကြမယ်ဒါဘယ်နေရာကကြည့်ကြည့်ဒါတော်တော်လေးကိုဒါကြည့်လို့ကောင်းမယ်ပွဲစဉ်တပွဲလို့ပြောရမယ်အနေထားမှာရှိတာပေါ့နော်အဲ့တော့ဒီနေ့ပွဲစဉ်ကတော့ Chelsea ရဲ့ England Stamford Bridge ပေါ့ဒီနေ့ကပွဲစဉ်ပေါ့ဒါကျွန်တော်လက်ရှိလာမယ့်ပွဲစဉ်ကဒါ Chelsea ရဲ့ England Stamford Bridge ပါ ဒါကျွန်တော်တို့ Arsenal သင်းနဲ့ကပ်မယ်အဲ့တော့တကယ်တမ်းပြန်ကြည့်မယ်ဆိုပေါ့နော်ဒီနောက်ပိုင်းပွဲစဉ်တွေမှာ head to head မှာ Chelsea အသင်းကဒါကျွန်တော်တော်တော်လေးကို Arsenal သင်းကိုခက်ခက်ခက်ကန်ထားခဲ့ရတယ်မှာပါတယ် Chelsea အသင်းရဲ့အိမ်ဝင်းကောအဝေးကောကျွန်တော်တိတိလောက်ကိုပြောမယ် Chelsea သင်း Arsenal သင်းကိုမနိုင်တာတော်တော်လေးကိုဒါကျွန်တော်တို့အချိန်တွေတစ်ခုရကြာခဲ့ပြီလို့ပြောလို့ရမယ်တယ်မှာပါတယ်မနစ်ကဒါကျွန်တော်တို့လက်ရှိမှာချင်းမြောင်းနဲ့ရလနဲ့ Arsenal သင်းကဒါကျွန်တော်တို့တို့ရဲ့အိမ်ဝင်းမှာကပ်ပြီးနိုင်ခဲ့တယ်ဆိုပေမဲ့ Chelsea ရဲ့အိမ်ဝင်းမှာ1-1ဆိုတဲ့ရလက်ကို Chelsea အသင်းပေါ်ဆောင်နိုင်ခဲ့တယ်ပေါ့နော်အဲ့တော့ဒီနေ့ပွဲစဉ်အတွက်တော်တော်လေးကိုစောင့်ကြည့်ရမယ်အချိန်တွေတစ်ခုက တော့ Chelsea နဲ့ Arsenal ကဒါကြောင့်နှစ်သင်းလုံးအတွက်ကတော့တကယ်ကိုဒါအရေးပါမဲ့ပွဲစဉ် Arsenal ကသာဒီနေ့ပွဲစဉ်ကိုအနိုင်ယူနိုင်ခဲ့မယ်ဆိုရင်တော့ဒါတီဂျာတခုကဒီနေ့ရာသီဝက်ချန်ပီယံဖြစ်ဖို့အတွက်တီဂျာတော့နီနီဖြစ်သွားပြီပေါ့နော်အဲ့တော့ Arsenal သင်းတဲ့အခုလက်ရှိမှာဒါနဲ့ပတ်သက်ပြီးတို့အနေနဲ့တော်တော်လေးကို strong hold လုပ်ရမယ် consistency ဆိုတဲ့ဒါကျွန်တော် base ပုံမှာမူတည်ပြီးဒါလေပတ်မဲ့နေထားမှာရှိတယ်အဲ့တော့ဒီနေ့မှာဒါကျွန်တော်ခင်ဗျားတို့ tactical ဘာညာလည်းမပြောတော့ခိုင်းလည်းပြောနေတာမဟုတ်ပေမဲ့ဒါလက်ရှိမှာအဲ့ဒါကြီးကိုခင်ဗျားတို့အထူးသလဲဒါဘယ်ကစားသမားဘလို့ဘလို့ပုံစံမျိုးဝင်မယ်ဆိုတာနဲ့ဆိုင် ဒီနှစ်သိန်းနဲ့ပတ်သက်လာရင်တော့တကယ်လက်ရှိမှာပြန်ကြည့်မယ်ဆိုရင်တော့ London ကျွန်တော် pass နေပြီပေါ့နော် London Derby ထဲမှာအပြင်းထန်ဆုံးသော London Derby တစ်ခုဖြစ်ပေမဲ့ဒါပေမဲ့ဒီနှစ်သိန်းမှာဒါကျွန်တော်တို့ mutual respect ကိုစီကိုစီရရှိနေတယ်။ဒါ Chelsea ရဲ့ဒါကျွန်တော်တို့လက်ရှိပြိုင်ပွဲတော့ကျွန်တော်တို့ မဟာပြိုင်ဘက်ကဒေါက်တာဟော့စပါတင်းဆိုတဲ့ပုံစံမျိုးမှာဒါကျွန်တော်လက်ရှိသူတို့နိုင်ငံမှာသွားရပေါ့နော်မြန်မာနိုင်ငံမှာဟုတ်ချင်မှာဟုတ်ရမယ်ဒါပြောက်လက်နန်တာမှာဆိုတော့နှစ်သိန်းလောက်ကလက်ရှိမှာပူပူလောလောမှာဒေါက်တာဟော့စပါတင်းကိုနိုင်ရထားခဲ့တဲ့အနေအထားမှာရှိပြီးတော့သူတို့အနေနဲ့ဒါအချင်းချင်းပြန်တွေ့ကြမယ်ကစားသမားဟောင်းကိုစီကိုစီကလက်ရှိမှာဒီနေ့ပွဲစဉ်မှာဒါပါနိုင်တော့မရှိတဲ့အနေအထားမှာရှိပြီးမယ်ဒီနေ့ပွဲစဉ်မှာပေါ့နော်ကျွန်တော်ရဲ့ပုံကိုရေးရဘာညာမြင်ရတယ်ဆိုရင်တော့ဒီနေ့ပွဲစဉ်မှာကျွန်တော်အနေနဲ့ tactical ဘာညာမှုပြမယ်ကွင်းလယ်ဘိုင်းရစောက်ရန်ကောင်းတဲ့ဘဲနှစ်ပွေထိတ်တိုက်တွေ့ဆုံမယ်အနေအထားမှာရှိတယ်။ Moise Kai Sudo နဲ့ Declan Rice တို့ ဘသူက on top ထွက်လာမလဲဆိုတဲ့ပွဲစီကိုလည်းကျွန်တော်တော်တော်လေးစိတ်ဝင်စားအဲ့တော့ဒီနေ့မှာတော့ကျွန်တော်ကစားသမားတွေဒါ၁၁ယောက်ကြီးပဲမှုပဲနဲ့နီးပြား၂ယောက်ရဲ့ဒါကျွန်တော်တို့ ပင်နဂယ်မူးမန့်နေလက်ရှိမှာတစ်ချိန်ကဒါကျွန်တော်မန်ချက်စတာကြီးမန်ချက်စတာစီးတီးရဲ့ဒါကျွန်တော် ပက်ဂေါ်လိုက်လက်ထောက်နီးပြနှစ်ယောက်ကအခုလက်ရှိမှာပရီးမီးယားလိရဲ့အဆစ်တစ်နဲ့အဆစ်နှစ်နေရာမှာရက်တည်နေတယ်ဆိုတာကတကယ်ကိုဖြစ်ခဲ့တယ်။အော်ဒါကျွန်တော်တစ်ချိန်တခါဒါကျွန်တော်တစ်ဖက်ကအာဒီတာအနေနဲ့အခုလက်ရှိပူပူလောလောမှာပက်ဂေါ်လာတဲ့ The Bet တယောက်ဖြစ်တဲ့ Vincent Company ကိုအင်ခေါ်ပြီးတော့3 3 1ဆိုတဲ့ရက်လနဲ့တီးထုတ်ပြခဲ့တာကိုလည်းတွေ့ရမယ်တဲ့မှာပါတယ်။ Chelsea ကလည်းရှိမှာရှင်းတယ်။ကောင်းလာပါတဲ့လူငယ်ရေးအစုဖွဲ့တဲ့လူငယ်ရေးအစုဖွဲ့နဲ့ဒါကျွန်တော်ပိုင်ဆိုင်ထားတဲ့ Barcelona က င်းကိုသူတို့ကိုယ်တိုင်လည်းအိမ်ခေါ်ပြီးပြန်တီးပေးခဲ့တယ်အဲ့တော့ပြောကြတာကကောင်းလာပါတယ်ဆိုတဲ့ကောင်းလေးကိုအိမ်ခေါ်တီးနေတဲ့နှစ်ခါအခုလက်ရှိမှာ Chelsea ရဲ့အိမ်မှာ Arsenal ကိုပဲခေါ်တီးမလား Arsenal ကပဲလက်ရှိမှာအဝေးကွင်းအနေနဲ့ပဲအဝေးကွင်းတီးမလားဆိုတာကိုတော့တစ်ချက်တော့စောင့်ကြည့်ရမယ်အနေဒါတစ်ခုကို automatic ရောက်ရှိသွားခဲ့ပြီလို့မြင်တယ်ဒီနေရာမှာတကယ်ကိုဒါ metaphorically ရောတကယ်ကိုဒါ seriously ရောတစ်လုံးအနေနဲ့သုံးရမှာကတော့ ကြားနဲ့ဆင်တကယ်လေပြင်းမှာတွေ့မယ်ဆိုတဲ့ scenario ဖြစ်သွားမယ်အဲ့တော့ဒီနေ့ပွဲစဉ်မှာ Chelsea နိုင်ခဲ့မယ်ဆိုရင်တော့ Arsenal အသင်းနဲ့ရမှာ၃မှတ်ပဲကွာတော့မယ်တကယ်လည်းမြန်ကြည့်မယ်ဆိုရင်တော့ Arsenal အသင်းဒီနေ့ပွဲစဉ်မှာနိုင်ခဲ့မယ်ဆို Chelsea အသင်းနဲ့ကိုမတ်တီတီဟိုကိုတက်တက်လို့ဟာလေမသိငါစိုက်ပြီးမှကြာနာပဲစိုက်ပြီးလို့မကိုသေးအမှတ်မရှိဘူးသူများသိလို့မဟုတ်ဘူးအဲ့တော့ကိုမတ်တီတီ ဒါကွာသွားမယ်အနေထားအဲ့တော့ပြောချင်တာရှင်းတယ်အာဆိုသင်းနဲ့ဒီနေ့ပွဲစဉ်မှာအနိုင်ရခဲ့မယ်ဆိုရင်တော့အဆင့်နှစ်အဆင့်၃ဒီလိုအသေးနေကနေလက်ရှိမှာဒါကျွန်တော်အမှတ်စတင်ပြီးတော့ခွာထားနိုင်မယ်ရှိတယ်အဲ့တော့ဒီနောက်ပဲပွဲစဉ်ဒီမှာအာဆိုသင်းကဒါအချိန်ရပြန်ကြည့်မယ်သူများတွေကန်ပြီးမှာအာဆိုသင်းကအမြဲတမ်းကန်ရတဲ့အနေထားမှာရှိတယ်ဆပ်မစ်အာဆိုသင်းကဒီနေရာမှာဒါကြီးကိုဒါ pressure တစ်ခုအနေနဲ့ဆိုင်တော့ pride တစ်ခုအနေနဲ့သတ်မှတ်ထားတယ်မပွားရှေ့ရကောင်တွေမင်းတို့လှုပ်ဆရာရှိတာလို့မင်းတို့ပေါ်မူတည်ပြီးငါတော့မမိခုံဘူးအခုလက်ရှိအာဆန်ကဒီလိုပုံစံမျိုးသွားတာများတယ်ချက်စီးကလည်းအခုလက်ရှိမှာအာဆန်ပုံစံမျိုးခက်ဆ င်စင်တည်ငြိမ်မှုကိုလက်ဝဲထားပြီးတော့တကယ်ကိုဒါဘောလုံးပွဲတစ်ပွဲကိုဒါကျွန်တော် login တိတိချာချာလုပ်ပြီးကစားတာကိုတွေ့ရမယ်ဒီနေရာမှာလက်ရှိမှာစိတ်ဝင်စားဖို့အကောင်ဆုံးနှစ်သင်းကဒါကျွန်တော် tactical တမ်းမရမဟုတ်ပဲဒါလက်ရှိမှာဒါကျွန်တော် set piece twin goal တွေကနေ goal တွေ share twin နဲ့ဆရာကြီးနှစ်ပါးလည်းအချင်းချင်းတွေ့ရမယ်တကယ်ကိုဒါလက်ရှိမှာဒါနှစ်သင်းလုံးရအနေထားရတာကျွန်တော် on form of on form ကတော့တူတူရှိတယ် on paper မှာလက်ရှိမှာ arsenal သင်းကနည်းနည်းလေးပိုတာတယ်ဆိုပေမဲ့တကယ်တဲ့ queen နဲ့မရောက်ခင်ဒီတော့အကုန်လုံးကတော့50 50ပဲအဲ့ဒါလက်ရှိမှာ london derby လည်းဖြစ်တယ် stanford bridge မှာလည်းကံရမယ်ပွဲ တပွဲဖြစ်တဲ့ကြောင့်မို့ဒီနေ့ပွဲစမှာအန်ဇူမိုရက်စ်ကအနေနဲ့ဒါအာစနယ်နဲ့ခုနောက်ပိုင်းပွဲစဉ်တွေမှာတွေ့ပြီးဟေ့ဆိုရင်ရလက်ပိုင်းဆိုးရွားနေတဲ့ရလက်ပိုင်းကိုလက်ရှိမှာသူ့အနေနဲ့ကြော်ဖြတ်နိုင်ရမလားလက်ရှိမှာကျွန်တော်တို့ဒါအာစနယ်သင်းကောင်ဒီနေ့ပွဲစဉ်မှာဒီလိုမျိုးပုံစံမျိုးကိုလက်ရှိမှာဆက်လက်ပြီးတော့ငါတို့ကအပေါ်စီးမှာပဲနေမယ်ဆိုတဲ့ပုံစံမျိုးကိုဆက်လက်ပြီးနေသွားမလားဒါကလက်ရှိမှာကျွန်တော်တို့နဲ့ခမောင်းနဲ့တူတူကြည့်ရမယ်တဲ့မှာပါတယ်ဒီနေ့မှာပုစာခုနကပုစာပဲလက်ရှိမှာနီးပြတွေကိုစီကိုကြည့်ရလဲဒါကြောင့်လက်ရှိမှာတချိန်ကဒါခုနကမန်ချက်စတာစီးတီး Manchester City အသင်းရဲ့ဒါကျွန်တော်တို့လက်ထောက်ဒါကျွန်တော်တို့နီးပြအကနီးပြလက်ရှိမှာဒါကျွန်တော်အဆင့်တန်နဲ့နှစ်နဲ့ကစားသမားတွေဖြစ်လာတဲ့အချိန်မှာ တော်တော်ကြီးကိုကောင်းလာတဲ့နီးပြနှစ်ယောက်နေသူတို့ကိုသူတို့လက်ရှိမှာဆရာကြီးပက်ကွာသောဂရန်ကိုနောက်ကောက်ချထားပြီးတော့အဆင့်တန်မှာအာဒေတာအဆင့်တန်မှာအန်ဆိုမာရက်စ်ကဒီစားသမားတွေဒီနီးပြနှစ်ယောက်နေခုလက်ရှိမှာတွေ့ကြမယ်ဆိုတာကတော်တော်လေးဟိုဒါအာဒတ်သရောကောင်းနေထားမယ်ခုနပေါ်တမီဒါနီးပြကြီးပဲမဟုတ်လက်ရှိမှာ better of the player လည်းဖြစ်နေမယ်အခုလက်ရှိမှာကောင်းနေတဲ့ဒါ Chelsea ရဲ့ဒါကွင်းလေကစားဖြစ်တဲ့ Enzo Fernandez နဲ့ Kai Sidu ရဲ့အတွေ့အကြုံတွေ တစ်ဖက်ကတော့ကျွန်တော်တို့ Kaisido နဲ့ဒါကျွန်တော် Easy တို့ Zubi Mandy တို့ရဲ့အတွဲတွေမှာတော်တော်လေးကိုဒါကျွန်တော် perfectionist ဖြစ်တဲ့ဒါကျွန်တော် Queenle Trio တွေနဲ့ဒါတစ်ဖက်ကတော့ကျွန်တော် Queenle ပိုင်းတွေ့ရမှာအဲ့တော့ဒီနေ့ပွဲစဉ်မှာကိုးပါမှာပါလာမှာမပါလာမှာကျွန်တော်တို့လည်းမသိသေးဘူးဒါပေမဲ့လက်ရှိမှာကိုးပါမှာ training နေစီးနေတဲ့ပုံတွေတော့တက်လာတယ်ဒါနီးပြတော့လက်ရှိမှာဒါ surprise အနေနဲ့ထုတ်သွင်းလာလဲထုတ်သွင်းလာနေတယ်ဒါပေမဲ့ဒါတွေကဘလူးမှာအတိအကျပြောလို့မရနေတာတခုပါဒါပေမဲ့ရှင်းမှာဥနာပေါ်ဆိုဘဒူတွေတုံးတုံးမတုံးတုံးမှာလက်ရှိမှာ Chelsea ဘက်ကပြန်ကြည့်မယ်ဆိုတော့ကိုးပါမှာရှိသည်ဖြစ်စေမရှိသည်ဖြစ်စေတို့အနေနဲ့အခုလက်ရှိမှာအကောင်းဆုံးခြေစွမ်းတွေကိုပြသနိုင်နေတယ် consistency ဆိုတဲ့စကားလုံးကို Chelsea တင်းနဲ့လက်ဝဲထားပြီးခုလက်ရှိမှာဖြည်းဖြည်းနဲ့ဒါသူတို့လောက်ရမဲ့လမ်းစဉ်ပြန်လောက်ခဲ့တယ် Chelsea ပြိတ္တတွေကိုတိုင်ကဒီနှစ်မှာဒါ Premier League တိုက်တယ်ဘာညာကိုမှန်းတာတဲ့ဆိုင်သူတို့နေသူတို့လုံနိုင်တဲ့ဥစ္စာကိုတတ်နိုင်တဲ့ဘက်ကလုံနေဆိုသူတို့ယုံကြည်တယ်လက်ရှိမှာ Chelsea တင်းဒီနှစ်မှာဒီလောက်ထိလုံပြထားတော့ Chelsea ပြိတ္တတွေအကုန်လုံးအားရကျဉ်းနေတယ်ဆိုတော့လည်းတိတ်ပြီးတော့ထူးစတဲ့ထားမှမရှိဘူးဒါပေမဲ့တစ်ဖက်က Arsenal တင်း Arsenal တင်းကဒီညမှာ Chelsea အသင်းပြိတ္တတွေနဲ့ expectation မတူနှစ်နှစ်လလသူတို့နေနေအစစ်နှစ်ဆိုတဲ့ဒါကျွန်တော်ခန်းစားချက်ဒီမှာခန်းစားခဲ့ရပြီးနောက်ပိုင်းမှာ ဒီနှစ်မှာသူတို့ကမျော်လင့်နေခုနကပြော Chelsea ပြည်သက်လို့လက်ရှိမှာဒီနှစ်တော့ okay ကဖြစ်တဲ့ဥစ္စာဒီလိုလက်ရှိရောက်နေတဲ့ငါတို့ချိန်လက်တယ် အာဆနယ်ကုလည်းရှိရောက်နေတယ်သူတို့ဂျီနတ်မှာမဟုတ်ဘူးသူတို့အနေနဲ့လက်ရှိလက်ထဲမှာဖလားရမကိုဂျီနတ်မယ်ဆိုတဲ့ပုံစံမျိုးကိုသွားမယ်ဒီမှာပါတယ်ဒီနောက်ပိုင်းခုနှစ်ဒီမှာချယ်ဆီတင်းကဆူပလိုက်နဲ့ပတ်သက်ရင်တော့အာဆနယ်တင်းကိုဒါကျွန်တော်ဆူပလိုက်ထက်ပို့ပို့ပြီးတော့တောင်းယူသွားနိုင်ကြတယ်ပူပူလောမှာလက်ရှိမှာဒါကျွန်တော်ချယ်ဆီတင်းနဲ့အားနည်းဆုံးခစ်တွေမှာတော့မှကလပ်ဘောကတ်တို့ကွန်ဖရင့်လိဂ်တို့ဒီလိုဖလားမျိုးတွေကိုဒါယူသွားနိုင်တဲ့အချိန်မှာအာဆနယ်တို့အုပ်စုကလည်းလက်ရှိမှာငါတို့ကလန်ဒန်မှာအကောင်းဆုံးတင်းတွေကတသင်းဖြစ်ချောင်းကိုလက်ရှိမှာပြသဖို့အတွက်ဆက်လက်ပြီးလိုအပ်နေတဲ့ပွဲစဉ်ဖြစ်တယ်ဒါပေမဲ့ခုနကပြောဆိုချယ်ဆီတင်းရဲ့လက်ရှိမှာဖလားတွေအမ များကြီးရနေခဲ့ပြီးမှအာစတန်နဲ့ထိတ်တိုက်ရင်ဆိုင်နဲ့တွေ့တဲ့အချိန်မှာတော့အားနည်းမှုတွေကိုတော့ဆက်လက်ပြီးဒါရှေ့ပွဲတွေမှာပြသစေဖြစ်တဲ့ဒါမျိုးတွေကိုလက်ရှိမှာ Chelsea တင်းနဲ့ Superlar တွေဒါ Superlar တွေအပြင်ကိုအာစတန်အသင်းကိုပါတခုခုလုံးပြပြီးငါတို့က on top မှာရှိတယ်ဆိုတဲ့ဒါကျွန်တော်မန်မာနာတွေကိုတို့ထားပြမယ်ပွဲစဉ်ပွဲဆိုလဲမှားမယ်တော့မထင်ဘူးတစ်ဖက်က Arsenal ဘက်ကပြန်ကြည့်မယ်ဆိုရင်တော့စင်ပြန်ကြီးဘာညာဆိုတော့မေ့လိုက်လက်ရှိမှာဒါကြားနဲ့စင်တကယ်ကိုဒါကြားရလဲဒါသူနိုင်တတ်နိုင်တဲ့ဘက်ကသူကြိုက်ဖို့အတွက်ကြိုးစားမယ်စင်ကလည်းသူ့ရဲ့အစွဲနဲ့ထိုးနိုင်ဖို့အတွက်ကသူကြိုးစားမယ်အဲ့တော့ဒီနေ့ပွဲစမှာ ကြားကပဲဒါကျွန်တော်တို့ချင်းလေးပေါ်ကျွန်တော်လက်ရှိမှာချက်စီကချင်းသေးပေါ့နော်ချင်းသေးနဲ့ဒါကျွန်တော်လက်ရှိမှာစင်နဲ့ တွေ့ကြမယ့်အနေအထားမှာဘာဒီဖြစ်လို့ဖြစ်သွားမယ်အဲ့တော့လက်ရှိမှာအာဆိုသင်းတဲ့ဒါကျွန်တော်ကျွန်တော် personal အပြင်ကပြောဒီနေ့ပွဲစဉ်နိုင်ဂျင်းကအာဆိုသင်းတဲ့ရာသီဝက်ချန်ပီယံဆိုတဲ့ဒါ claiming title တခုကို automatic ပြောတာအဲ့တော့ဒီနေ့ပွဲစဉ်မှာဒါတရေရလက်ကထုံးဝင်နိုင်တာအမြဲတမ်းပြောပြောနေကြစကားလုံးပဲတရေတမက်ရရင်တော့နှစ်ဖက်သင်းလုံးတော့ဘယ်သူမှအတိတ်ပဲမရှိဘူးချားတဲ့က Manchester City အသင်းကအနိုင်ရရှိခဲ့မယ်ဆိုရင်တော့တရေတမက်ရတဲ့ဥစ္စာကို City အသင်းကအပျော်ဆုံးဖြစ်သွားမယ်လို့တော့မြင်နေတယ်မှာပါတယ်ဒီနေ့ပွဲစဉ်မှာ Chelsea နိုင်ခဲ့မယ်ဆိုရင်တော့ Arsenal နဲ့သုံးမှတ်ပဲကွာသွားမယ်အနေအထားတခုရောက်လာခဲ့ပြီးတော့ Premier League ရဲ့ဇယား ားအနေထားကြီးကလည်းပို့ပြီးတော့စိတ်ဝင်စားဖို့ကောင်းသွားမယ်အနေထားမှာရှိရတယ်။ဒါပေမဲ့အာစတိုသင်နိုင်ခဲ့မယ်ဆိုရင်တော့ဒါကျွန်တော်ပရီးမီးယားလီဂ်ဆူပါလာကိုဆော့ဆော့ဆီဆီအခြေအနေကတော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းတဲ့အခြေအနေတခုအာစတိုသင်တက်လှမ်းနိုင်ခဲ့ပြီးတော့ပရိသတ်တွေကိုအနည်းနဲ့အများပျော်ရွှင်ကြအောင်လုပ်တိုင်တဲ့ဒါခရစ်စမတ်တခုကိုပို့ပေးနိုင်မယ်ဆိုတာကိုတော့လုံးဝညင်းစရာမလိုဘူးလို့ပြောလို့ရမယ်တော့အပါပဲ။လက်ရှိမှာစောင်းတော့ဝင်လာတယ်ဆိုတဲ့စကားလုံးတွေပြောနေတာနှစ်သိန်းလုံးတက်ကလက်ရှိမှာအေးမြတဲ့ဒါအောင်မြင်မှုနဲ့ပဲစီးကျိုနေစေဖြစ်တဲ့ကြောင့်မို့ဘဒုကတကယ်ဒီနေ့ပွဲစဉ်မှာ ခရစ်မတ်ကိုမတိုင်ခင်မှာစိတ်ချမ်းသာမှုတွေပြုလုပ်သွားနိုင်မယ်ဆိုတာကိုတော့ကျွန်တော်နဲ့ခင်ဗျားနဲ့အတူတူကြည့်ရမယ်တဲ့မှာပါတယ်။အားလုံးမကြည့်တူပါနဲ့။ကောင်းမွန်သောနေ့နေ့ဖြစ်ပါစေဆုမွန်ကောင်းတောင်းပီးတယ်။မြန်မြန်လေးကလစ်ပေးကြပါဦး။မြန်မြန်ကလစ်မှာမြန်မြန်နိုင်ဖြစ်ပါတယ်။ချက်တော်ကုန်ပြပါအောင်။တေးပါပါရဲ့။